ဒီကနေ့မှာပဲပြည်တော်စုလွှတ်တော်ကဥထင်ကျော်ကိုတမရအဖြစ်ရွေးချယ်တင်မြှောက်လိုက်ပါတယ်ဥထင်ကျော်ဟာအရသာတမရအဖြစ်မြန်မာနိုင်ငံမှာနှစ်ကောင်း90ကျော်အတွင်းပထမဆုံးခန့်အပ်ခံရတာပါသူတမရဖြစ်လာတဲ့ပေါ်မိသားစုဝင်တွေရဲ့ခံစားချက်တွေရင်ခုန်တန်တွေဘာတွေပြောဆိုကြမလဲဆိုတာကိုသိနိုင်မှုဥထင်ကျော်ရဲ့အကိုဖြစ်သူဥညံစိုးနေအိမ်ကိုတွားရောက်ပြီးကျွန်တော်တို့ DBB သတင်းတော့ဇေယချမ်းကြီးကဆက်သွယ်မေးမြန်းကြည့်မှာပဲဖြစ်ပါတယ်ခင်ဗျာအင်္ဂလာမင်္ဂလာပါအန်ဒီမင်္ဂလာပါခင်ဗျာ အခုဦးထင်ဦးထင်ကျော်ကနိုင်ငံတော်တမရီဖြစ်သွားပြီဆိုတော့အငယ်တို့မိသားစုဝင်တွေနေနေရင်းနှီးမှဘလို့ခံစားရလဲဆိုတာလည်းနည်းနည်းတော့ပြောပြပေးပါခင်ဗျအဲကျွန်တော်တို့လည်းအခုတို့ အစည်းအဝေးလုပ်တဲ့အချိန်မှာ TV ကနေပြီးတော့စောင့်ကြည့်တာပေါ့နော် သူ့ကိုမဲရွေးလိုက်တဲ့အခါကျတော့အင်္ဂရုလည်းအတိုင်းနဲ့ဟိုအယန်းကိုဝန်တာတာပေါ့နော် အတိုင်းမသိအောင်ကိုဝန်တာပါတယ်ဟဲ့အဲ့ဒီရင်းနှီးမှာဘယ်လိုရှိလဲနည်းနည်းပြောပြပါဦးဟာ အန်ဒီရတဲ့ပေါ်ပေါ်ပြင်ကိုမိသားစုတဲ့ကို တိုင်းသူပြည်သားများအတွက်ကိုပို့ပြီးတော့ဝန်တာပါတယ်အတိုင်းမသိဝန်တာပါတယ်အခုအငယ်ဦးထင်ကျော်ကနိုင်ငံတော်တမန်ရဖြစ်သွားပြီဆိုတော့သူ့အနေနဲ့ဒီနိုင်ငံတော်တာဝန်တွေကိုဟိုဝိုးဟာပေါ့အပြည့်အင်ပြည့်ဆောင်ရွက်နိုင်မလားတာဝန်ကြီးအောင်ဆောင်ရွက်နိုင်မလားအဲ့ဒီပုံမှာအငယ်အနေနဲ့ဘလို့အမြင်ရှိလဲခင်ဗျအဲအငယ်ရောမြင်တာတော့သူကလည်းဖရာတရားလည်းကြီးညိုခဲ့တယ်တန်ခါ ဟိုဆရာတော်တန်ခါတော်ရလေဆိုကြင်ညိုတဲ့လူတယောက်ဖြစ်ပါတယ်။နောက်ပြီးတော့အမဲပဲသူကအလုတ်လုပ်ရင်ဂယုဆိုင်ပြီးတော့အလုတ်ပေါ်မှာအာအပြည့်ထည့်ပြီးလုတ်တက်တဲ့လူဖြစ်တဲ့ကြောင့်သူ့အနေနဲ့အဲကောင်းကောင်းမွန်မွန်နဲ့တိုင်းပြည်ကိုအုပ်ချုပ်နိုင်မဲ့လူတယောက်ဖြစ်တယ်လို့အင်္ဂလိပ်တော့ကတော့အပြည့်အဝယုံကြည်ပါတယ်။အတိအနေနဲ့ရောနာမည်ကမလို့ဖြစ်နေတယ်မသိဘူး။ဟော။တာဝန်ကြီးအောင်ထမ်းဆောင်နိုင်မှာမလားဆိုတော့။သူကအတတ်နိုင်ဆုံးတာဝန်ကြီးအောင်ထမ်းဆောင်မှာ။ နိုင်မှာမဟုတ်လို့အန်တီကပြောချင်ပါတယ်။ဟုတ်ကဲ့။ဟုတ်ကဲ့။ဟုတ်ကဲ့အန်ဂယ်ရောမိသားစုဝင်တွေဆိုတော့အခုဟိုဥထင်ကျော်ကနိုင်ငံတော်တမ္မရကြီးဖြစ်လာတဲ့အချိန်ကြလို့ရှင်သူ့အတွက်အဓိကအခက်အခဲတွေစိန်ခေါ်မှုတွေကဘာတွေဖြစ်လာနိုင်မယ်လို့အန်ကဲအနေနဲ့မြင်လဲခင်ဗျ။အဲအခုကတော့အစိုးရအပြောင်းအလဲဖြစ်သွားတဲ့ခါကျတော့ဟိုတချို့တော်တော်များများတော့ဒီလိုအခက်အခဲလေးရှိမယ်။ ဟိုဖြည့်ရှင်းပေးရတဲ့ဟာတွေလည်းရှိမှာပေါ့နော်ဒီလိုအခက်အခဲကြားတွေကနေပြီးတော့သူအနေနဲ့ကျွတ်ကျွတ်ဆာဆာနဲ့လုံနိုင်လိမ့်မယ်လို့အင်္ဂလိပ်လည်းယုံကြည်ပါတယ်။ဘာလို့ဆိုတော့ဟိုရင်ကျွန်တော်တို့အုတ်ချုံဘုံအုတ်ချုံကြီးကအများကြီးခွာခြားသွားတဲ့အတွက်ကြောင့်အရသာပြည်သူတွေလည်းပဲလက်ခံပြီးတော့သူတို့အုတ်ချုံတဲ့ပုံစံကိုလိုက်လေလေရောနဲ့သူတို့လုံကြလိမ့်မယ်လို့အင်္ဂလိပ်ကမျှော်လင့်ပါတယ်။ ဟိုဒီတမနာရှေ့တပတ်လောက်ကစပြီးတမနာဖြစ်မယ်လို့ဥတင်ကြွာရေပန်းစားခဲ့တယ်ဗောလက်ရှိချိန်မှာတော့လက်တွေ့မှာတကယ်ဖြစ်လာခဲ့ပြီအဲ့ဒီအရှိတော်အချင်းချင်းနဲ့အခုအချင်းချင်းနဲ့ထပ်တူကြရလားစိတ်ခံစားမှုရောဘယ်လိုရှိလဲအဲ့ဒါလေးနည်းနည်းပြောပြပြပါခင်ဗျာဟုတ်ကဲ့တပတ်လောက်ထဲကဥတင်ကြွာဒီသမရနေရာရမယ်လို့တည်နေရာပြေးနေတာပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းမသိပါဘူးကျွန်တော်ညီမေတော့လည်းသူကိုယ်တိုင်လည်းတေချာမသိပါဘူးတဲ့ဒီလိုပဲဟိုတည်နေရာပြောနေကြတယ်ပေါ့ ဒါကြတာအင်္ဂရယ်စောင့်ကြည့်တာပေါ့နော်အဲ့တော့အခုကြတော့တကယ်သမရဆယ်ရင်းကဒုသမရရွေးလိုက်တယ်နောက်ဒီနေ့15ရင်းနေမှာသမရအနေနဲ့သူ့တင်မြောက်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ကအနေနဲ့ကအများကြီးခံစားချက်ကခွာခြားသွားပါတယ်သူလည်းပဲအတိုင်းပြည်ကိုဂီယူဒီဇိုင်းနဲ့ချစ်ချစ်ခင်ခင်ကျင်းကျင်းနာနာနဲ့သူအုပ်ချုပ်နိုင်မယ်လို့ကျွန်တော်ယူဆပါတယ် ဟုတ်ကဲ့ပါအခုနိုင်ငံတော်တမရအီဖြစ်သွားတဲ့ဥထင်ကျော်ပေါ့နော်အဲဥထင်ကျော်ကအင်္ဂယ်နဲ့ညီကိုရင်းဆိုတော့သူသူ့ကိုပုံကိုအေးအရာအဲအင်္ဂယ်အနေနဲ့ဘလို့မြင်မြင်ထားသလဲခင်ဗျာအဲ့ဒါလေးလည်းပြောပြပါပုံကိုအေးအရာညီတယောက်ဖြစ်တဲ့အကြောင်းပြောရရင်တော့သူကငယ်စဉ်ចောင်းသားဘွားနေပြီးတော့အလုံးလုံးတဲ့အချိန်အထိရိုးသားဖြောင့်မတ်မှုရှိတယ်ဥပမာဆိုပါတော့အင်္ဂယ်တို့ ဟိုဌာနဆရာတွေသွားရင်အဲ့ဒီလက်ပြီးလာယူကိစ္စတွေတွင်း तू ကရအောင်လူကြီးနဲ့ဝင်တွေ့ပြီးပြောတယ်လက်ပြီးတာကိုလည်း तू လုံးဝလက်ခံတဲ့လူမျိုးမဟုတ်ဘူး။နောက် तू နဲ့ तू နဲ့ तू ဆိုလို့ရှိရင်လည်းဘယ်ဟာမဆိုအကုန်လုံးရှင်းလင်းအောင်အမြဲ तू နေတယ်။နောက်အားတဲ့ချိန်မှာစာပေဦးသူဝါနာပါလို့စာရေးတာလေးရှိပါတယ်။ဟုတ်ဟုတ်ကဲ့အန်ဒီအန်ဒီကိုမေးချင်ပါတယ်အန်ဒီအခုဆိုလို့ရှိရင်အန်ဒီကနိုင်ငံတော်တမရကြီးရဲ့မကြီးဖြစ်လာပြီပေါ့။အဲ့တော့အန်ဒီအနေနဲ့ဘာများပြောချင်တာရှိလဲအဲ့ဒါလေးနည်းနည်းပြောပြပါ တိုင်းပြည်ရောပေါ့เนาะဟိုအေးချမ်းချမ်းနဲ့နိုင်ငံတော်အတကြီးထူထောင်နိုင်ပါစေလို့ပဲအန်တီကပြောချင်ပါတယ်ဟိုအငယ်နောက်နောက်ဆုံးတစ်ခုပါအငယ်အငယ်အနေနဲ့ဟုတ်ကဲ့အငယ်အနေနဲ့ဟိုနိုင်ငံတော်တမရရီအတွက်စုစုမုံကောင်ဖြစ်ဖြစ်ပြောရစကားဖြစ်ဖြစ်ရှိလို့ရှင်ပြောပြပါခင်ဗျာဟုတ်ကဲ့အခုတော့တမရလူကျင်ညာပြီးတဲ့နောက်ပိုင်းကျတော့ကျွန်တော်တို့ဝန်တာတယ်နောက်ပြီးတော့အခုဖြစ်လာတဲ့အကြောင်းရင်းအားလည်းပဲကျွန်တော်တို့အာ မိဘဆရာမိဘဂုံကျေးဇူးပါတယ်ယန္နာ၃ပါးဂုံကျေးဇူးနောက်ပြီးတော့သူ့ကိုစောင့်ရှောက်နေတဲ့အထူးစောင့်ရှောက်နေတဲ့ဆရာတော်တန်ဃာတော်တွေရဲ့ဂုံကျေးဇူးတွေကြောင့်မလို့သူဟာအခုဒီနေရာကိုရတာဖြစ်တယ်လို့ကျွန်တော်တို့ဟိုရင်ယူဆပါတယ်နောက်ပြီးတော့သူ့အနေနဲ့လည်းပဲဒီနိုင်ငံတော်အုပ်ချုပ်တဲ့အခါမှာအဲတန်တန်ရှင်းရှင်းပြူပြူရှင်းရှင်းကြီးကြီးပြူပြူနဲ့အားလုံးတန်တန်ရှင်းရှင်းနဲ့အုပ်ချုပ်နိုင်ပါနိုင်လိမ့်မယ်လို့ ကျွန်တော်တို့အားလုံးကယုံကြည်ပြီးသားပါနောက်ပြီးတော့သူ့ကိုကျွန်တော်တို့ဝရင်ဒေါန်ဆန်းစုကြည်နဲ့နောက်ပြည်သူပြည်သားတွေနဲ့အတူတွဲပြီးတော့အုပ်ချုပ်သူတွေနဲ့အတူတွဲပြီးတော့နိုင်ငံတော်ကို နိုင်ငံတော်တည်ကြည်ကိုကောင်းကောင်းမွန်မွန်ဖြမ်းဖြောင်တန်းတန်းတည်ဆောက်နိုင်ပါစေလို့အင်္ဂါလည်းဆုတောင်းပါတယ်။နောက်ပြီးတော့ကွယ်လွန်သွားပြီဖြစ်တဲ့အဲမိဘနှစ်ပါးရဲ့ဆွေမျိုးတွေရဲ့အားလုံးလည်းပဲဒီဟာကို ကြာတိရောက်တဲ့နေရာကနေကြာတိနိုင်ကြပါစေလို့ကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့ပြည်တော်စုလွတ်တော်မှာဥထင်ကျော်ကိုတမရအဖြစ်ရွေးချယ်တင်မြှောက်လိုက်ပြီးတဲ့နောက်ပိုင်းမှာဥထင်ကျော်မိသားစုကဘာတွေမျှော်လင့်ထားလဲဘာတွေပြောဆိုကြလဲဆိုတာတွေနဲ့ပတ်သက်ပြီး ဒီဗီဗီတရေတောက်ဇီယာချမ်းကြီးကဦးထင်ကျော်ရဲ့အကိုဖြစ်သူနေအိမ်ကိုတွားရောက်မေးမြန်းခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့လည်းကြန့်ရှိနေသေးတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါအောင်မယ်ခင်ဗျာ